မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မေလ23ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့် MI17 ရဟတ်ယာဉ်ပြတ်ကျမှုတွင်အိန္ဒိယကြီးကပစ္စည်းများတွေ့ရှိရာအိန္ဒိယနိုင်ငံသည်အကြမ်းဖက်စစ်ကောင်စီကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့နေကြောင်းပေါ်လွင်လာတဲ့သတင်းကိုတင်ပြပေးပါမယ်။ရွှေကူမြို့နယ်တွင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့များ၏ပစ်ခတ်မှုကြောင့်စစ်ကောင်စီလက်တပ်ဤ MI17 ရဟတ်ယာဉ်တစ်စီးပြတ်ကျခဲ့ရာ၎င်းယာဉ်ပေါ်တွင်အိန္ဒိယကုမ္ပဏီ MKU ထုတ် KAVRO တစ်စိတ်ဖြင့်ကြီးကပစ္စည်းများတက်ဆင်ထားကြောင်းသတင်းများတွင် ဖော်ပြလာကြပါသည်။ MKU သည်အိန္ဒိယအခြေစိုက်ကာကွယ်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး KAVRO အမှတ်တံဆိပ်ဖြင့်စစ်တီများအတွက်အုတ်ထုတ်များကြီးကားပြားများမှသည်ကြီးရေလေစစ်သုံးရင်များအတွက်ကြီးကားဖြည့်ဆွမ်းမှုများအထိထုတ်လုပ်ပေးက MGUE website တွင် UH60 Black Hawk CH47 Chinook, MI17, MI8 စသည့်ရဟတ်ယာဉ်များအတွက်ကြီးကားဖြည့်ဆွမ်းမှုများရရှိနိုင်ကြောင်းဖော်ပြထားပါသည်။ထိုကြီးကားများသည်ယင်းတစ်ခုလုံးကိုကြီးမတိုးအောင်ကာကွယ်ပေးခြင်းမဟုတ်ဘဲအတွင်းကန်ရှိ pilot ထိုင်ကုန်၊ကျန်းပြင်၊ဘေးနံရံများနှင့်လက်နက်ငယ်ဓာတ်မှကာကွယ်ရန်အဓိကထားကာပြတ်ကျသည့် MI70 ရဟတ်ယာဉ်ပေါ်ရှိ KAVRO တစိပ်ပါကြီးကားပြားများတွင် NNJ Level 3အဆင့် Rifle ကြီးတန်းကိုခံနိုင်သည့်အဆင့်ဟုဖော်ပြထားပြီး ထူးခြားသည်မှာကြီးကားပြားများကို2025ခုနှစ်ဖေဖော်ဝါရီလတွင် ထုတ်လုပ်ထားကြောင်းတွေ့ရှိရသောကြောင့်စစ်ကောင်စီ MI70 ရဟတ်ယာဉ်များကိုမကြသေးမီကပင်ကြီးကားဖြည့်ဆွမ်းမှုများအဆင့်မြင့်တင်ခဲ့သည်ဟုညွှန်ပြနေကြောင်း Tactical Raptors မှသုံးသပ်ထားပါသည်။ဖြစ်ရသည်စစ်ကောင်စီနှင့်အိန္ဒိယ၏ကာကွယ်ရေးလုပ်ငန်းများအကြားဆက်နွယ်မှုကိုထပ်မံမီးမောင်းထုတ်ပြပြီးအိန္ဒိယသည်မြန်မာနိုင်ငံ၏ဒီမိုကရေစီအနာဂတ်ကိုထောက်ခံကြောင်းလူသိရှင်ကြားထုတ်ဖော်ထားတော်လဲစစ်ကောင်စီထံသို့ကာကွယ်ရေးပစ္စည်းများထောက်ပံ့နေမှုသည်၎င်းတို့ ၏မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုဖော်ပြနေပါတယ်။ စစ်ကောင်စီ၏လက်နက်နှင့်ကာကွယ်ပစ္စည်းများဝယ်ယူမှုတွင်အိန္ဒိယအပါအဝင် နိုင်ငံတကာထောက်ပံ့မှုများသည်မြန်မာနိုင်ငံ၏ရှုပ်ထွေးသည့် နိုင်ငံရေးနှင့်စစ်ရေးအခြေအနေများကိုပုံမိုရှုပ်ထွေးစေနိုင်ပြီးအိန္ဒိယအစိုးရနှင့်၎င်း၏ကာကွယ်ကုမ္ပဏီများသည်စစ်ကောင်စီနှင့်မြေများထိပူးပေါင်းဆောင်ရွက်နေသည်ကိုအတိအကျမသိရတော့လဲ၎င်းတို့၏ဆက်နွယ်မှုကိုထင်ရှားစွာဖော်ပြလျက်ရှိကာနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်မြန်မာပြည်တွင်းစစ်ပွဲအတွင်းလက်နက်နှင့်စစ်ပစ္စည်းများထောက်ပံ့မှုများကိုဆက်လက်စောင့်ကြည့်ရန်လိုအပ်နေဆဲဖြစ်ပါရယ်ခင်ဗျာ ဒုတိယသတင်းအနေဖြင့်မြန်မာစစ်အုပ်စုကထိန်းချုပ်ထားသောဆက်သွယ်ရေး operator Mindel ကို ဗီယက်နမ်နိုင်ငံ၏ဘီလီယနာတတိမကြီးဖြစ်သူငွေရင်တီဖွန်းတောင်၏ HD ဘဏ်ကချင်းဝေများထုတ်ပေးထားတဲ့သတင်းကိုတင်ပြပေးပါမယ်။မြန်မာစစ်အုပ်စုကထိန်းချုပ်ထားသောဆက်သွယ်ရေး operator မိုင်းတဲကိုဗီယက်နမ်နိုင်ငံ၏ဘီလီယနာတတိမကြီးဖြစ်သူငွေရင်တီဖွန်းတောင်၏ HD ဘဏ်ကချင်းဝေများထုတ်ပေးထားတယ်လို့သိရပါဗျ။မေလ22ရက် Justice for Myanmar ကထုတ်ပြန်တဲ့အာဆီယံအမည်ပြတ်တတိကြီးများစာရင်းတွင်ဖော်ပြပါဗျ။ဗီယက်နမ်နိုင်ငံ၏ပထမဆုံးနှင့်တဦးတည်းသောအမျိုးသမီးဘီလီယနာတတိမကြီးဖြစ်သူငွေရင်တီ ဖုန်းတောင်ကိုသူမ၏လေကြောင်းလိုင်း Fiat Jet အတွက်အယောင်မြင့်တင်ရာတွင် ။ညာပြည်သူဤဒေါသစိတ်ကိုတူးဆွပေးခဲ့သူအဖြစ်လူသိများကြပါဗါး။2021ခုနှစ်အာနာသိန်းကျိုးပန်းမှုတရက်လှုပ်ဆောင်၍မြမပြည်သူများအားအကြမ်းဖက်တပ်ဖြတ်နေသည့်မြမစေအုပ်စုကထိန်းချုပ်ထားသောဆက်သွယ်ရေး operator မိုင်းတဲကိုသူမဤအခြားစီးပွားရေးလုပ်ငန်းဖြစ်သည့် HD ဘဏ်ကချင်းငွေများထုတ်ပေးထားတယ်လို့ဖော်ပြထားပါဗါး။မိုင်းတဲသည်မြမစေအုပ်စုအတွက်အလွန်များပြားလှသည့်ဝင်ငွေများကိုပေးအပ်နေပြီးလာမည့်နှစ်များအတွင်းအမေရိကန်ဒေါ်လာတန်900လောက်အထိရှာဖွေပေးမှာဖြစ်ပါတယ်။ထို့အပြင်ဆက်သွယ်ပ ြောဆိုမှုများအားစောင့်ကြည့်ထောက်လန်းရန်ကြားဖြတ်နားထောင်ရန်နှင့်စင်စါဖြတ်တောက်ရန်အတွက်နီးနာများကိုလည်းပေးအပ်လျက်ရှိပါရခင်ဗျာ။ ဆက်လက်ပြီးလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဤ20ပြည့်မွေးနေ့ဂျာမနီနိုင်ငံဘာလင်မှာကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဤ20ပြည့်မွေးနေ့ဂျာမနီနိုင်ငံဘာလင်မှာကျင်းပမယ်လို့ For Federal Myanmar Berlin Germany ကအသိပေးပေါ်ပြပါရတယ်။အမေစုကိုမမြင်တွေ့နိုင်ပေမဲ့အမေစုကိုချစ်တဲ့သူတွေရဲ့ချစ်ချင်းမြတ်တာဖြင့် စု80စုတောင်းမွေးနေ့ကိုအလေးနက်လေးစားစွာဖြင့်ပြုလုပ်ကြပါမယ်။မွေးနေ့ဝဲလာရောက်သူများကိုမွေးနေ့အလူအဖြစ်ဗာလင်မီသားစုများကတနိုင်ချက်ပြုတ်လာသောအစားအစာများဖြင့်ကျွေးမွေးအပ်ခံပါမယ်။ ဝင်ချင်းမလို့ကန်ဆန်းမဲလေးဖြင့်အမေစုမွေးနေ့အမှတ်တရလက်ဆောင်လေးလဲပေးပါအောင်မယ်လို့ဆိုပါတယ်ဖြော်ရည်ရောင်းရငွေများကိုခမ်းမငါးကားနှင့်တခြားအခြေခံသုံးများတွင် သုံးဆွဲပြီးပုံငွေကိုတော်လိုင်းရပုံငွေပုံထဲသို့ထည့်မယ်လို့ဆိုပါတယ်ပွဲကိုဇွန်လ22ရက်နေ့ညနေပိုင်းမှာကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးຫນွေဥပံမှ collateral loan ထုတ်ကုန်သစ်စတင်မိတ်ဆက်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ຫນွေဥပံမှ collateral loan ထုတ်ကုန်သစ်ကိုမေလ22ရက်မှာစတင်မိတ်ဆက်လိုက်ပါတယ်။မေလ22ရက်အတိပေးကြေညာချက်အရຫນွေဥပံဤ collateral loan မှာအရေးပေါ်ငွေလိုအပ်ချက်များရှိခဲ့လင်အာမခံအပေါင်းပစ္စည်းပေးအပ်၍ချင်းငွေရယူနိုင်သောထုတ်ကုန်သစ်ဖြစ်ပြီး Sprint DB တုံကင်အားဥစွာရှေ့ပြေးအသုံးပြုနိုင်မှာဖြစ်ပါတယ် Collateral loan အသုံးပြုနိုင်ရန်အတွက်ကန့်သက်ထားသောဘဏ်တုံကင် Sprint DB တုံကင်များထဲမှ၁၀ရာခိုင်နှုန်းကိုဘဏ်ရှယ်ယာရှင်များထံသို့အသုံးပြုနိုင်သောတုံကင်များအဖြစ်ကြိုတင်အနှင်းပေးသွားမှာဖြစ်ပါတယ်ချင်းငွေရယူလိုသည့်တုံကင်ပိုင်ရှင်များသည်အသုံးပြုနိုင်သောတုံကင်များအားအမခံပစ္စည်းအဖြစ်ကနဦးချင်းငွေရယူနိုင်မည်ဖြစ်ပြီး ချင်းငွေရယူချိန်တွင် ချင်းငွေအား USD USDT အနေဖြင့်ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။အသုံးပြုနိုင်သော Spring DB တုန်ကင်ဘန်တုန်ကင်သည်အနည်းဆုံးဒေါ်လာ100နှင့်ညီမျှသောတုန်ကင်ပမာဏရှိလျှင်ချင်းငွေရယူနိုင်မည်ဖြစ်ပြီးအများဆုံးဒေါ်လာ3သိန်းအထိချေးယူသွားနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Collateral loan ဤချင်းငွေအတိုးနှုန်းမှာ17ရာခိုင်နှုန်းနှစ်စဉ်အတိုးနှုန်းဖြစ်ပြီးတစ်လလျှင်3.9ရာခိုင်နှုန်းကျသင့်မှာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဦးမင်းကိုနိုင်ဤကောလာရှိရှိကေလန်လန်စာအုပ်ကမ်ပိန်းကိုများမကြာမီစတင်မယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ဦးမင်းကိုနိုင်ရဲ့ကောလာရှိရှိကေလန်လန်စာအုပ်ကမ်ပိန်းကိုများမကြာမီစတင်မယ်လို့သိရပါဗါတယ်။မေလ22ရက်မှာ Roadshow ရန်ကုန်ကအသိပေးကြေညာပါဗါတယ်။ ကျွန်တော်တို့ရန်ကုန်လမ်းမများကထုတ်ဝေတဲ့ဆရာမင်းကိုနိုင်ရဲ့ကော်လာရှိရှိကီလလန်စာအုပ်ကမ်ပိန်းကို များမကြာမီစတင်တော့မှာဖြစ်ပါတယ်။ဒီစာအုပ်တွေဟာစုစုပေါင်းအုပ်ရေ1300တာရှိပြီးတော်လိုင်းကာလအတွင်းလုံးဝထပ်မံရိုက်နှိပ်ထုတ်ဝေတော့မှာမဟုတ်တော့ limited edition ဖြစ်ပါတယ်လို့ဆိုပါတယ်။စာအုပ်ရောင်းချရရှိသောအမြတ်ငွေတရာရာဂိုင်းနှုံးစလုံးကိုတော်လိုင်းဒေတာငလင်တန်တင့်ပြည်သူများပြန်လည်ထူထောင်ရေးတော်လိုင်းအဖွဲ့အစည်းများနှင့်စီရီယံအဖွဲ့အစည်းများအတွက်အသုံးပြုသွားမည်ဖြစ်ကြောင်းသိရပါတယ်။ ဒီစာအုပ်များကို CDM Medicine Network Page တခုတည်းကနေသာဝယ်ယူလို့ရမှာဖြစ်ပြီးတော့ campaign ကာလမှာမေလ28ရက်ကနေဇွန်လ29အထိအချိန်တလားတိတိကြာမြင့်မှာဖြစ်ပါရယ်ခင်ဗျာဆက်လက်ပြီး မန္တလေးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC MDY တို့ပူးပေါင်း၍မန္တလေးဒေသတော်လှန်ရေးထိန်းချုပ်နယ်မြေရှိကျေးရွာများသို့တွားရောက်၍အသိပညာပေးဟောပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။မန္တလေးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် AFCC MDY တို့ပူးပေါင်း၍မန္တလေးဒေသတော်လှန်ရေးထိန်းချုပ်နယ်မြေရှိကျေးရွာများသို့တွားရောက်၍အသိပညာပေးဟောပြောခဲ့တယ်လို့မေလ22ရက်မှာ AFCC MDY ကအသိပေးထုတ်ပြန်ပါတယ်။မန္တလေးဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် EFCC MDY တို့ပူးပေါင်း၍မန္တလေးဒေသတော်လိုင်းထိန်းချုပ်နယ်မြေရှိကျေးရွာများသို့တွားရောက်၍လူမှုစီယုံရေးနှင့်လူမှုလှုပ်ရှားမှုများလှုပ်ဆောင်ရန်အတွက်လူမှုပါဝင်နိုင်သောအခင်းအကျင်းများပြောကြားခြင်း၄ချောင်းအန်ရည်နှင့်ပတ်သက်သည့်သတိရှိရမည့်အချက်များကြိုတင်ကာကွယ်ခြင်းနည်းလမ်းများမျှဝေခြင်းနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့တယ်လို့ဖော်ပြပါရခင်ဗျာဆလဘီ PSLF TNLA မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ဌာနမှမော်တော်ယာဉ်လိုင်စင်များပြုလုပ်ပေးမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှမော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်များကိုမေလ25ရက်နေ့မှစတင်ပြုလုပ်ပေးသွားမယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။အင်စီကားလုပ်ငန်းသုံးကားခရီးသည်တင်ကားနဲ့ကုန်တင်ကားများကိုပထမဆုံးအနေနဲ့မှတ်ပုံတင်ရင်လိုင်စင်ပြုလုပ်ပေးသွားမှာဖြစ်ပြီးလိုအပ်တဲ့စာရွက်စာတမ်းများနဲ့ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အစဉ်အဆက်ကိုထုတ်ပြန် ြန်ထားပါတယ်။မော်တော်ယာဉ်မှတ်ပုံတင်ရမှာကားမျိုးစားအလိုက်အခွန်ငွေ2သိန်းမှ5သိန်းအထိပေးဆောင်ရမှာဖြစ်ပြီးစီမံချက်ကာလ6လမေလ25ရက်မှဒီဇင်ဘာ31အထိမှတ်ပုံမတင်ရသေးတဲ့ယင်များအားဥပဒေတိုင်းအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ယင်မှတ်ပုံတင်လိုင်စင်ပြုလုပ်ရခြင်းဟာမော်တော်ယာဉ်များနှင့်ဆက်လင်းတဲ့ပိုင်ဆိုင်မှု ရောင်းဝယ်မှုရင်တိုက်မှုပျောက်ဆုံးမှုအစရှိတဲ့ပြဿနာများလျှော့ချနိုင်ပြီးမော်တော်ယာဉ်စနစ်တကျအသုံးပြုနိုင်ရန်အတွက် မှတ်ပုံတင်ပြီးမော်တော်ယာဉ်လိုင်စင်နဲ့ယာဉ်မောင်းလိုင်စင်များကိုပြုတ်လုပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာ PSLF TNLA အုပ်ချုပ်နယ်မြေနမ်ခန်းနဲ့နမ်ဆန်မြို့နယ်တို့မှာမှတ်ပုံတင်လိုင်စင်အရင်ဆုံးပြုတ်လုပေးသွားမှာဖြစ်ပြီးအခြားမြို့နယ်များတွင်လည်းဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။ယခုနောက်ဆုံးတဲ့အနေဖြင့် မတူပြီးမင်းတက်လမ်းမိုင်းကိုပြုပြင်နေတာကြောင့်ရင်များခိတ္တအသုံးပြုခွင့်ပိတ်မည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်တောင်ပိုင်းမတူပြီးမင်းတက်လမ်းမမိုင်းနိုင်61လမ်းမိုင်းကိုပြန်လည်ပြုပြင်ဆောင်ရွက်နေတာကြောင့်ခိတ္တအသုံးပြုခွင့်ပိတ်မည်ဖြစ်ကြောင်း CDF မတူပြီးမှသတင်းထုတ်ပြန်ပါတယ်။အဆိုပါလမ်းမိုင်းသည်အများပြည်သူများအ धिक အထအသုံးပြုနေရတဲ့လမ်းမိုင်းဖြစ်ပြီးလမ်းအောက်ခြေမြေသားများပြိုကျတာကြောင့်တာဝန်ရှိသူများမှယခုလအစောပိုင်းမှစ၍လမ်းပြုပြင်လုပ်ငန်းဆောင်ရွက်နေတာလည်းဖြစ်တယ်လို့သိရပါတယ်။လမ်းပြုပြင် င်မှုဆောင်ရွက်နေစဉ်ကာလအတွင်းယင်ကြီးများ၏အလေးချိန်နှင့်တုံ့ခါမှုများကြောင့်လမ်းပြုပြင်ရေးတွင်အခက်အခဲများကြုံတွေ့နေရတာကြောင့်ယင်များအလုံးမေလ25ရက်နေ့မှဇွန်လ9ရက်နေ့အထိလုံးဝဖျက်ဆီးသွားလာခြင်းမပြုလုပ်ကြဖို့ဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမင်းစစ်သွေးနဲ့ Carshall တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ